ားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့18ရက်ဆယ်လာ2025ညာထူးဆန်းတဲ့သတင်းလေးတချို့တင်ဆက်ပေးမှာဖြစ်ပါတယ်18ရက်ဆယ်လာ2025ညာ7:10မိနစ်ခန့်ဝန်းကျင်မှာရန်ကုန်မှာငလျင်လှုပ်ခတ်ခဲ့ပါတယ်အားကအရန်မပြည့်မှုဆိုပေမဲ့ဗဟိုပြုတ်ပြီးလှုပ်ခတ်တဲ့နေရာပေါ်မူတည်ပြီးတော့တည်တာခဲ့ပါတယ်ဒီလိုငလျင်လှုပ်သွားတာနဲ့ပတ်သက်ပြီးလူမှုမီဒီယာမှာလည်းလူအများကစိုးရိမ်နေကြပါတယ်အချို့ကလည်းဟော်ကိန်းလိုလိုပါလိုလိုနဲ့ငလျင်နဲ့ပတ်သက်ပြီးတော့ဟော်ခဲ့တာတွေရှိတယ် အဲ့ဒီလိုပြောတာတွေနဲ့ပတ်သက်ပြီးလူတွေကဒိုလောဒိုလောစိုးရိမ်ပူပန်နေကြပါဗါတယ်။အဲ့တော့ငလင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ငလင်ဆိုတာကဘယ်ချိန်ဘယ်အခါမှာဖြစ်မယ်ဆိုတာကိုဘယ်သူမှကြိုတင်ခံမှန်းလို့မရနိုင်ပါဘူး။ဟော်ဂင်းနေဆိုတာကလည်းအတိအကျမှန်မှန်နိုင်ပါဘူး။လက်ရှိကမ္ဘာကြီးမှာငလင်တွေကမြန်မာမှာလည်းလှုပ်ခတ်သွားခဲ့တယ်လို့အခြားနိုင်ငံတွေမှာလည်းလှုပ်နေတယ်။ငလင်လှုပ်တာတွေကဒီနှစ်ထဲမှာအတော်များနေတယ်ပေါ့နော်။ပုံမှန်ထက်ကိုအရင်နှစ်တွေထက်ကိုများနေတယ်။ ဒီလိုအချိန်တွေမှာလူလဲကြက်တဲ့ဟော်ကိန်းသမားတွေကသူတို့ကဖြစ်နိုင်ခြေရှိတဲ့အချိန်တွေပေါ်မူတည်ပြီးတော့ငလင်ဖြစ်မယ်ဖြစ်မယ်ဆိုပြီးတော့ချိုးပြီးဟော်ကိန်းတွေထုတ်ကြတယ်အဲ့ဒီလိုဟော်ကင်းထုတ်တာနဲ့ပတ်သက်ပြီးလူတွေကစိုးရိမ်မှုတွေမြင့်တက်နေကြပါဗျ။အဲ့ဒီလိုဟော်ကင်းတွေနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်စရာမလိုပါဘူး။ဘာလို့လဲဆိုတော့သူတို့ကရန်တမ်းပြီးတော့မှန်းပြီးတော့ရှောက်ရေးထားကြတာဖြစ်ပါတယ်။ငလင်ကိုဘယ်သူမှကြိုတင်ခံမှန်းလို့မရနိုင်ဘူး။ဖြစ်နိုင်ခြေရှိရာတွေကိုရမ်းပြီးဟောနေကြတာပဲဖြစ်ပါတယ်။ သူတို့တကယ်ပဲမှန်ဟောနိုင်တယ်ဆိုရင် နေစွဲအချိန်ပိုင်းနိုင်ပိုင်းပေါ့နော်အတိအကျအဲ့လိုမျိုးဟောနိုင်တယ်ဆိုရင်တော့ဒါကသူတို့တကယ်တော်တာဖြစ်ပါတယ်တကယ်ဟောနိုင်တယ်လို့ပြောလို့ရပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဖြစ်ချင်းဖြစ်မယ်မဖြစ်ချင်းမဖြစ်ဘူးရှောက်ပြောနေတာတွေကတော့ဒါဖြစ်လာနိုင်တဲ့အချိန်တွေတစ်ခုပေါ်မူတည်ပြီးအခွင့်အရေးယူတာပဲဖြစ်ပါတယ်နိုင်မိနစ်အတိအကျမဟုတ်ဘူးဆိုရင်တော့မှဘယ်နေ့ဘယ်ရက်ရဲ့မနက်ပိုင်းနေ့လယ်ပိုင်းညနေပိုင်းဒီလောက်ပေါ့နော် အချိန်ပိုင်းတစ်ခုလောက်မှဖြစ်မယ်ဆိုပြီးကွက်တီဟောနိုင်တယ်ပြောနိုင်တယ်ဆိုရင်တော့ဒါသူတို့ကိုလက်ခံပေးတင်ပါတယ်မဟုတ်ဘူးဆိုရင်တော့ဖြစ်တန်ကြီးတွေကိုပဲရှောက်ပြီးတော့ဖြည်းဖြည်းနေကြတာဖြစ်ပါတယ်ဒါပေမဲ့မနေ့ကလှုပ်ခတ်သွားတဲ့ငလင်မှာတော့ထူးဆန်းတာလေးတစ်ခုဖြစ်ပြသွားခဲ့ပါတယ်ဒီဖြစ်ပြကတကယ်စမ်းကျဲတယ်လို့ဝမ်းသာစရာသတင်းလေးလည်းဖြစ်ပါတယ်ဒါကြောင့်အခုလုတ်ခတ်သွားတဲ့ Rister Scale 3.9ကနောက်လာမယ့်ငလင်တွေရဲ့ရှေ့ပြေးလေးဖြစ်နိုင်တယ်လို့ဒါနဲ့တင်မဲ့ပြီးသွားတာလည်းဖြစ်နိုင်ပါတယ် နောက်ထပ်ထပ်ပြီးတော့ငလေလှုပ်မယ်ဆိုရင်လည်းလှုပ်နိုင်ခြေတွေရှိပါတယ်။ဒီအလေကနေဖြတ်သွားတာဖြစ်တဲ့အတွက်ရန်ကုန်၊ပဲခူး၊နေပြည်တော်၊မန္တလေး၊စကိုင်းပေါ့နော်။ဒီတစ်ချောက်လုံးကသတိထားရမယ့်အခြေအနေဖြစ်ပါတယ်။အဲ့တော့သတိတော့ထားပါ။စိုးရိမ်လွန်လာမျိုးတော့မကောင်းပါဘူး။သူတို့မှန်တယ်ဆိုပြီးတော့သူတို့ကိုသူတို့ promote လုပ်ဖို့အတွက် line ပေါ်မှာဖြစ်တဲ့ခြေတွေကို hogging ထုတ်နေတဲ့ဟာတွေကိုတော့မယုံစေချင်ပါဘူး။ ကလေးတယောက်ခုနှစ်ထပ်တိုက်ပေါ်ကနေပြုတ်ကြတာကိုအသက်အန္တရာယ်ဆုံးရှုံးမှုမရှိအောင်ကယ်တင်လိုက်နိုင်တဲ့ဝမ်းသာစရာသတင်းလေးဖြစ်ပါတယ်။တိုက်ခုနှစ်လွာပေါ်ကကလေးတယောက်ပြုတ်ကြတာကိုအောက်ထွာတစ်ခုကအမျိုးသားကနေပြီးတော့လှမ်းပြီးတော့ဆွဲထားပေးလိုက်နိုင်တာဖြစ်ပါတယ်။စဉ်းစားကြည့်ရင်တော့တကယ်ကိုမလွယ်တဲ့ကိစ္စပါ။ဒီကိစ္စမှာတော့မြန်မာနိုင်ငံမိသက်တက်ဖွဲ့ရဲ့အချိန်မီလာရောက်ပူပေါင်းကူညီပေးတာကိုလည်းအတိအမှတ်ပြုရမှာဖြစ်ပါတယ်။အခုတော့ဖြစ်ပျက်သွားတဲ့ဗီဒီယိုလေးကိုကြည့်လိုက်ရအောင်ပါ။

Gerak,